F47 ဂျက်တိုက်လေယာဉ်တည်ဆောက်ဖို့ Boeing ကုမ္ပဏီကို Trunk က contract ပေးလိုက်ပြီးဖြစ်ပါတယ်။ American Leader ရဲ့ခင်မီစံပြဆုံး F47 တိုက်လေယာဉ်တွေတည်ဆောက်ဖို့ Boeing Corporation ကိုသမ္မတ Trunk ကစာချုပ်ပေးရခဲ့ပါတယ်။သမ္မတ Trunk ဟာဂျက်လေယာဉ်တည်ရဲ့နာမည်ကို F47 လို့ကြေညာပါတယ်။သမ္မတ Trunk ဟာ Imperial ရုံးခန်းမှာကာဝေးဝန်ကြီး Pete Hansen နဲ့တူ ဘောရီရဲ့ F47 ဂျက်တိုက်လေယာဉ်စာချုပ်အကြောင်းပင်တဂွန်မှာ Elon Musk ရဲ့အစီအွေနဲ့ရုရှားယူကရိန်းစစ်ပွဲမကြမီအခြေအတွင်ပြည်ခတ်ရစရဲ့ပါဝင်အကြောင်းအရာအများပြားဆွေးနွေးခဲ့ပါတယ် Elon Musk နဲ့ပင်တဂွန်မှာတွေ့ဆုံမှုနဲ့ပတ်သက်ပြီးထန်က Elon Musk ဟာကုန်ကျစရိတ်တွေကိုဖြည့်ရှင်ဖို့ရှိနေတယ်လို့ပြောပါတယ်မောင်းသူမဲ့လေရင်နဲ့တိုက်ပွဲမှုတည်ဆောက်ထားတဲ့ Lockheed Martin ထောက်မောင်းသူပါလေ F22 Raptor ကို Next Generation Air Dominance Season ကအစားထိုးမှာပါ တရုတ်နဲ့ဖြစ်နိုင်ခြေရှိတဲ့ဘဲစစ်ပွဲအတွက်မဆိုအမေရိကန်ရဲ့စီဇန်နဲ့ပတ်သက်ပြီးအီလိုမတ်ကရှင်းလင်းတင်ပြတာကိုနားထောင်ခဲ့တယ်ဆိုတော့နယူးယောက်တိုင်းသတင်းဌာနရဲ့အစီရင်ခံစာကိုဖော်ချခဲ့တယ်လို့ Trump ကပြောပါတယ်ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲဟာမကြခင်မှာအပြစ်ခက်ရစေးပြေးဝါရှိလာမယ်လို့ထင်ကြောင်းလဲသမ္မတထရန့်ကပြောပါတယ်ယူကရိန်းတပ်တွေစုခွာနေတဲ့နေဆက်ဒေသမှာရုရှား တငွေစခန်းကိုဖောက်ခွဲမှုနဲ့ပတ်သက်ပြီးရုရှားနဲ့ယူကရိန်းတို့တောက်ကြံတွေကပြန်လည်ဆွဆွဲခြင်းမှာခရန်ကာခုလို့မှတ်ချက်ပြုတာဖြစ်ပါတယ်။ရိုက်ကန်ကြောထောက်နောက်ခံပြုထားတဲ့စွရင်ဆိုင်ရာအခြေခံအဆောင်တွေပေါ်တိုက်ခိုက်မှုကိုစိုင်းငင်းဖို့ဆွေးနွေးမှုတွေကြောင့်မှထရန်မှတ်ချက်ကထွက်ပေါ်လာတာဖြစ်ပါလေ။ဒါအပြင်အခု F47 ကိုမိတ်ဆက်လိုက်တဲ့အတွက်တရုတ်နဲ့ရုရှားတို့ကတော့တတိထားဆောင်ကြည့်နေတာဖြစ်ပါလေ။ခရန်ကပြောနေပေမဲ့ F47 စီမံကိန်းနဲ့ပတ်သက်ပြီးတော့ F47 ကိုလုပ်ဖို့ ကွန်ဂရက်လွတ်မှာအငင်းခုံကတော့ဖြစ်ပွက်ရှိနေပါလေ။ဘာဖြစ်လို့လဲဆိုတော့ F47 ဒစင်းအခြေကမလွယ်ပါဘူး။ဒါပေမဲ့2024အထိဒေါ်လာ1.5ဘီလီယံကို American ကာကွယ်ရေးသုတေသနနဲ့ဖွံ့ဖြိုးရေးအတွက်သုံးစွဲထားတယ်လို့အစိုးရတာဝန်ခံရုံးအချက်လက်တွေအရသိရပါတယ်။ဒါအပြင်ဥပဒေမဲ့အချို့ပေါင်းဝန်ဖန်သူတွေက F47 မြန်မာတဲ့ကုန်ကြစီဟာသူ့ရဲ့သုံးစွဲနိုင်စွမ်းနဲ့မျှတခြင်းရှိမရှိမေးခွန်းထုတ်ပယ်ရှိနေပါတယ်။ အထူးသဖြင့်ပင်တကွန်ရဲ့ F35 နဲ့အတန်ထက်မြန်တဲ့ဒုံးကျည်နီးပညာမှာဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေကြောင်းဖြစ်ပါတယ်။ဒါမဲ့တိုက်လေယာဉ်တွေကိုခင့်မိအောင်အစစ်မြစ်တင်မှုမလုပ်ခြင်းဟာလေကြောင်းအင်အားတန်လွန်မှုကိုရန်သူထံလက်လွတ်လိုက်ခြင်းဖြစ်ပြီးနိုင်ငံတော်လုံခြုံရေးအတွက်စိုးရွားတဲ့ခရရဲခတ်မှုဖြစ်နိုင်တယ်လို့ထောက်ခံသူတွေကပြောပါတယ်။ကျွန်တော်တို့ရဲ့ဝန်ဟင်ပိုင်းတွေကိုစေစုနှစ်များစွာလုံခြုံစေမဲ့တားရဲတကောင်လို့အမေရိကန်လေကြောင်းဝါသနာရှင်တွေကလူမှုကွန်ရက်မှာ မရိကန်တိုက်လေရင်အတွက်ကိုချီကျူးပြောပါတယ်လေရင်တစင်းကိုတန်းသုံးရလာစစ်ပွဲတိုင်းကိုအနိုင်ရဖို့အမခံချက်ရရင်ပိုကောင်းတာပေါ့လို့လည်းဆိုပါတယ်ချက်လေရင်ရဲ့တိုးတက်မှုနဲ့ပအဝင်ကျဆန်ရလှုပ်ဝက်ချက်ကိုတွင်တကောမှအတီးပြုချက်မပေးခြင်းက F47 မှာလေဆာကဲ့သို့စွန့်ရင်သုံးလက်နက်တွေပါဝင်ကြောင်းတိမပြုနိုင်တဲ့သတင်းတွေပါဝင်ထင်ကြီးတွေကအများအပြားဖြစ်နေပါတယ်။ကွန်ကရစ်ကြားနာပွဲမှာဒါမှမဟုတ်လေတက်သတင်းစာရှင်းပွဲမှာတိကျသိကြတဲ့အသေးစိတ်အချက်အလက်တွေကတော့ ဆက်လက်ထွက်ပေါ်လာမှာဖြစ်ပါလိမ့်။ F47 ဟာစိန်ခေါ်မှုတွေကြုံခဲ့ရတဲ့ဘိုးရင်အတွက်စေစွန်းနေ့တစ်ခုကြာမှာအရှိန်အဟုန်အနည်းငယ်ပြန်ရဖို့မျှော်လင့်နိုင်တဲ့အခွင့်အရေးဖြစ်ပြီးတော့ Try ရဲ့ကြေညာချက်ပြီးနိုင်ပိုင်းတွင်မှာပဲဘိုးရင်ကုမ္ပဏီရဲ့ Stock Share ဟာ၄ငိုင်းလုံးမြင့်တက်လာပြီးဒါဟာဘိုးရင်ကုမ္ပဏီပေါ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကို ပြသခဲ့တယ်လို့ဆိုပါလိမ့်။လော်ဟီမာတင်ကိုမပေးဘဲနဲ့ဘိုးရင်ကိုပေးတာကလည်းတန်တရားဖြစ်ပေါ်ရာတစ်ခုတော့ဖြစ်ပါလိမ့် ဒါမဲ့ဒီ F47 ရဲ့လှုပ်ဝက်စမ်းကြံမှုခြုံတော့ဖုံးကွယ်ထားဆဲဖြစ်တယ်လို့ Boeing ကုမ္ပဏီကပြောပါတယ်။ Boeing ကုမ္ပဏီထိပ်ပိုင်းအနေငယ်ကသာသိရှိထားတယ်ဆိုပါလိမ့်။ဂျက်လိုင်ဟာအလင်းမြန်ပြောင်းလဲနေတဲ့ကမ္ဘာကြီးရဲ့စိန်ခေါ်မှုကိုရင်ဆိုင်ဖို့လူသားတို့ရဲ့ညီညာသွေးကိုခင်မီနီပညာနဲ့ရောနှောပေါင်းဆက်ထားပြီးအနာဂတ်အတွက်ကိုစားပြုမှာသိတာထင်ရှားပါတယ်လို့ Boeing ကပြောပါတယ်။ တိဆောက်ဖူးသမျှတိုက်လေရင်အနက်အစစ်မြင့်ဆုံးဖြစ်တယ်လို့ဘိုးရင်းကပြောပါတယ်ခုချိန်မှာတော့ဒီကြီးညာချက်ဟာလာမဲ့ဆယ်စုနှစ်အတွင်းဝေဟင်ပိုင်နက်ကိုလွှမ်းမိုးထိန်းချုပ်မယ်လို့ဂရီးပြုထားတဲ့အမေရိကန်လက်ထက်ရဲ့ကဏ္ဍအစ်ကိုအမှတ်အသားဖြစ်စေမယ်လို့ဆိုပါတယ်